ကွန်ဒိုမီနီယံဥပဒေအသေးအရသမတ်စံချိန်စံညွှန်းနဲ့ကိုင်ညီမှကွန်ဒိုတိုက်ခန်းအဖြစ်သတ်မှတ်လို့ရနိုင်တယ်လို့မြန်မာနိုင်ငံစောက်လို့ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းကဆိုပါတယ်ဒီသတင်းကိုတော့စုမို့အောင်ကပေးပို့ထားပါရရှင်။ရန်ကုန်မြို့မှာရှိတဲ့ကွန်ဒိုမီနီယံအင်တွေဟာအရေးအသေးဘက်မှာအားနှက်ချက်တွေရှိခဲ့ပြီးတချို့ကွန်ဒိုတွေဟာသမတ်စံချိန်စံညွှန်းနဲ့ကိုင်ညီမှုမရှိတာတွေလည်းရှိနေပါတယ်။ကွန်ဒိုမီနီယံတိုက်တွေအတွက်ဥပဒေထွက်ရှိပြီးနောက်ပိုင်းမှာကွန်ဒိုမီနီယံတိုက်ခန်းစံချိန်စံညွှန်းအတိုင်းကိုင်ညီမှသာစောက်လို့ခွင့်ရှိတော့မယ်လို့မြန်မာနိုင်ငံစောက်လို့ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းကဆိုပါတယ်။ အခုနောက်ပိုင်းကွန်ဒိုမီနီယံအဆောက်အဦတွေကိုတိစောက်ရမှာပြည်ပကုမ္ပဏီတွေကိုပါငှားရမ်းထားတာတွေရှိတာကြောင့်အရေးအတွေးဘက်မှာစိတ်ချရတယ်လို့သူကဆိုပါတယ်ကွန်ဒိုမှာပါဝင်ရမယ့်ဒီ facility တွေ management ပုံစံတွေပေါ့နော်အဲ့ဒီ design တွေအားစအများကြီးဒီကွန်ဒိုလို့တတ်မှတ်လို့ရတဲ့ဟာ standard တစ်ခုရှိပါတယ်အဲ့ဒီအတိုင်းကိုကျွန်တော်တို့ကစောက်မှာကွန်ဒိုလို့နာမည်တက်လို့ရတာပါတချို့ကြတော့လည်းအဲ့လိုမျိုးမဟုတ်ဘူးပေါ့ဒီ square feet အရာကော design အရာကော architectural design အရာကောလိုအပ်ချက်တွေရှိနေပေမဲ့ ဟိုရေပုံကခြုံပြီးတော့အဆောက်အဦသေးသေးလေးကိုပဲကွန်ဒိုလို့နာမည်ပေးလိုက်တာမျိုးတွေလည်းအရင်တော့တော့ချိခဲ့တာပေါ့နော်ခုနောက်ပိုင်းတော့ကွန်ဒိုမီနီယံဥပဒေပေါ်လာပြီးတဲ့နောက်မှာသူ့ရဲ့တတ်မှတ်ချက်အကျယ်အဝန်းတွေတတ်မှတ်ချက်ဆိုင်ရင်ဆိုင်ရုံးတွေတတ်မှတ်ချက်အာကီတက်ချာနဲ့ပတ်သက်တဲ့အလင်းတွေလေဝင်လေတက်တွေအစပေါ့နော်နောက်ပြီးတော့စီမံအုပ်ချုပ်မှုပုံစံတွေအထိကဒါကွန်ဒိုမီနီယံလောထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့အတိအကျဖြစ်တဲ့ဟာမျိုးမှာကွန်ဒိုလို့တတ်မှတ်လို့ရပါတယ် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလက်ရှိစီမံသားယာယီဥပဒေကိုပြန်လည်ရေးဆွဲဖို့ရှိနေပြီးစီမံသားယာယီဥပဒေကိုရေးဆွဲတဲ့အခါစင်ကာပူနိုင်ငံကကူညီဖို့ရှိနေပါတယ်။ကုလတိုက်ကန်တွေကိုလက်ရှိအချိန်ထိရန်ကုန်မြို့တော်စီမံသားယာယီကော်မတီကထက်မြင့်ကျွမ်းကျင်ပညာရှင်တွေပါမစ်ချပေးမှသာတိစောက်ခွင့်ကြနေတာပါ။ လက်ရှိပြတင်းလိုက်တဲ့ကွန်ဒိုဥပဒေအရနိုင်ငံသားတွေကိုတီစောက်ထားတဲ့တိုက်ခန်း၄၀ရာခိုင်နှုန်းရောင်းချခွင့်ရှိပေမဲ့ပေါ့စင်းပြင်အခွန်ငွေ၃၀ရာခိုင်နှုန်းပေးဆောင်နေရတာကြောင့်ဝယ်ယူမှုနှဲပါနေတယ်လို့ဆိုပါတယ်ကွန်ဒိုတိုက်ခန်းတွေဟာရောင်းနှုန်းပြည့်အရေးအတွက်ပြည့်မီမှုနှဲပါနေပြီးဝယ်ယူတဲ့အခါစူပေါင်းမီပိုင်ဆိုင်ခွင့်ရရှိဖို့တိုက်ခန်းအရေးအတွက်ပြုပြင်ထိန်းသိမ်းမှုစရိတ် လုံခြုံရေးစနစ်ထားရှိမှုအခြေအနေနဲ့အာမခံထားရှိမှုအခြေအနေတွေကိုပုံမလို့ဆောင်ဖို့လိုတယ်လို့ Diamond Intelligence Company က Managing Director ကဆိုပါတယ်။ဒါအပြင်ရေရှည်ခိုင်ခံ့မှုအခြေအနေတွေနိုင်ငံတကာအစစ်မီဖို့နဲ့သဘာဝဘေးအန္တရာယ်တွေချင်းဆိုင်ရတဲ့အခါခံနိုင်မှုရှိဖို့လိုတယ်လို့သူကဆိုပါတယ်။နိုင်ငံသားဖြစ်တိုင်းလည်းကျွန်တော်မမြအောင်ဘူး။အဲဒီစောက်လို့ရင်းနဲ့ပတ်သက်လို့ကုန်လုံးနဲ့ပတ်သက်လို့ဒီသူဒီအထက်ပင်နဲ့ထက်ကို အထက်20အထက်30အထက်40အထက်50အထက်60မျိုးကို10နှစ် project တောက်လျှောက်လုပ်ဘူးတယ်15နှစ် project တောက် project အလုံး90ဆောက်ပြီးအလုံး100ဆောက်ပြီးအစရှိတဲ့သူရဲ့လုပ်ကံပေးမှုတွေအတွေ့အကြုံကိုလည်းမူတည်သေးတယ်အဲ့တော့နိုင်ငံသားတော်မှန်တဲ့အတွေ့အကြုံကမှရှိတယ်လို့နိုင်ငံသားတော်မှန်တဲ့အတွေ့အကြုံနဲ့လည်းလို့အဲ့လိုလူမျိုးကသူများနိုင်ငံမှာလက်ထောက် manager လောက်ရှိတဲ့လူကဒီမှာ manager ချုပ် general manager လာလုံနေတယ်ဆိုရင်သူရဲ့သူရသင့်တဲ့ဥစ္စာတွေပို့ပြီးတော့သူတက်တာတွေပို့ပြီးတော့သူကဒီမှာလာလုံနေတဲ့သဘောရှိတယ် ဆောက်လုပ်ရေးလုပ်ငန်းဟာ2010ကနေ2015ခုနှစ်အထိဖွံ့ဖြိုးခဲ့ပြီး2015ခုနှစ်ကစတင်ကအဆင်မပြေတော့ဘူးလို့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းကဆိုပါတယ်မြန်မာနိုင်ငံကကွန်ဒိုအဆောက်အဦတွေဟာအစ်စ်တောင်အာဆနိုင်ငံတွေထက်ဈေးနှုန်းမြန်မာနေပြီးကွန်ဒိုမီနီယံနီးဥပဒေကလည်းထွက်ရှိခြင်းမရှိသေးဘူးလို့သိရပါတယ်ကျွန်တော်ကဆိုမှုပါပါ